ရှင်မောင်နဲ့ဆိုရင်ဘာပဲလာလာထမင်းမိန်နေဆိုတော့ဒီနေ့ကျွန်တော်ကကျွန်တော်စားကျင်တဲ့အသီးရွက်တွေအများကြီးထည့်ပြီးတော့ရှင်မောင်ဟင်းလော်လေးတစ်ခွက်ချက်ထားတယ်။အဲ့ဒီပြင်ကိုကိုစားကျင်တဲ့ဟင်းလေးတဝါးကြီးချက်ပြီးတော့မထင်မပဲစားလို့ကောင်းထီမီကွေးရဲ့ဟင်းမြပောင်းဆိုတဲ့စီစီလေးစားပါပြီခင်ဗျာ။ထီမီကွေးကိုစားကျင်တဲ့အသီးရွက်တွေနဲ့ထည့်ချက်ထားတယ်ရှင်မောင်ဟင်းလော်။ဒါကကျွန်တော်စားကျင်တဲ့အသီးရွက်တွေအကုန်လုံးထည့်ထားပါဗျာ။ အကုန်လုံးကိုတန့်စင်ဆေးကြောပြီးလှိချွတ်ထားမယ်ပေါ့နော်ကျွန်တော်ကပဇွန်လေးနဲ့လည်းချက်မှာပြလို့ပဇွန်လေးကိုလည်းစားနဲ့စနစ်မုတ်လေးနဲ့နေထားလိုက်ပါတယ်ပြီးရင်တော့မီးသွေးမီးပိုခတ်တွတ်တွတ်လေးမှုပြီးတော့ချက်မောင်းလေးကိုအရင်ဆုံးလေးမှုထားလိုက်ပါမယ်အဲ့ဒါမှချက်မောင်းချက်တဲ့အချိန်မှာပို့ပြီးတော့ပျော်အောင်ပေါ့အိုးထဲမှာစီထည့်ပြီးတော့တက်တုံဖြူနီးစနစ်စီတတ်မယ်ပြီးတော့မှမြူသီးအစိမ့်မုတ်လေးထည့်ပြီးတော့စီတတ်မယ်ပြီးရင်ငပီစိမ့်စားလေးနည်းနည်းပါထည့်ပြီးတော့တခါလေးစီတတ်ချက်ပေးလိုက်မယ်ပြီးရင်ရတာနေထားတဲ့ပဇွန်လေးကိုချက်ပေးမယ်ပဇွန်လေးမကြက်ကြက်ဖြစ်ပြီးဆိုတော့မှချက်မောင်းကိုမှု ထားတာလေးကိုအရင်ဆုံးထည့်ပြီးတော့မှွေပေးလိုက်မယ်ပြီးတော့မှကြက်ဖို့ခရင်နဲ့အသီးနှံလေးအရင်ထည့်ပါမယ်ကျွန်တော်ကတော့ခရင်သည်ခရင်ကစော့သည်ပြုတ်ထားတဲ့မြစ်အချောင်းလေးတွေထည့်ပြီးတော့အရင်ဆုံးချက်ပေးလိုက်တယ်အရသာအနေနဲ့အစာဟင်းရွက်မုတ်ငံပြာရင်နည်းနည်းလေးထည့်နေပါလေဂျုံးမလေးသည် မြုပ်သီးသိမ်းများများလေးခတ်ပြီးတော့ချကန်ဒီမာမကျွန်တော်ကနနံမေလေးအုပ်မှာပေါ့နော်ရေခမ်းပြီးတော့အနံလေးမွှေးလာပြီးအရသာလည်းအနေတော်ဖြစ်ပြီဆိုရင်တော့ချင်မောင်ဟင်းတော်ကိုကိုစားကျင်တဲ့အသီးရွက်တွေများများဆဆနဲ့ချက်ထားတဲ့ထမင်းစားမိန်နဲ့ဟင်းတစ်ခွက်ရပြီဖြစ်ပါတယ်ဒီဟင်းနဲ့ထမင်းနဲ့နဲ့ငပိရီလေးဆမ်းပြီးတိုးစရာလေးမြုပ်ပြီးစားရတဲ့အရသာကဘာနဲ့မှမတူပါဘူးခင်ဗျာပြီးတော့ကျွန်တော်ကပဇွန်နဲ့ကကတဲ့ငါးကိုတခါတည်းရောချက်လိုက်ပါတယ်အိုးထဲမှာစီထည့်ပြီးကျွတ်တော်အဖြူနီမြုပ်သီးသိမ်းစနွှဲမုတ်ခရမ်းကျင်သီးငံပြားရီထည့်ပြီးတခါတည်းစီတက်ပြီးတော့မှအရ သာနဲ့နှက်ထားတဲ့ငါးရီပစုံတွေထက်ကြက်ဝါအောင်ရေထက်ချကန်ဒီမှာမဆလာများများလေးနဲ့နနံမင်းလေးအုပ်မှုမွေးပြပြလေးနဲ့စားလို့အရန်ကောင်းတဲ့ပစုံနဲ့ငါးကိုတခါတည်းပေါင်းချက်ထားတဲ့ဟင်းလေးဖြစ်ပါတယ်။ထမင်းစားကြပါအောင်ခင်ဗျာ။ကဲစွဲပြီဗျ။ဒီနေ့ကတော့အိမ်မှာချင်မောင်ကိုကိုစားခြင်းနဲ့အသီးရွက်တွေကိုထည့်ပြီးတော့ချင်မောင်ဟင်းတော်လေးချက်ငါးနဲ့ပစုံနဲ့ကိုတခါတည်းခရမ်းကျင်လေးနဲ့ချက်အိမ်မှာဟိုနေ့ကကြံတဲ့ဝတ်သားဟင်းလေးရဲ့မပြည့်တိုးကြအောင်နဲ့စွဲပါတော့မယ်။ ချက်မောင်ဆိုရင်ဘာပဲလက်လာထမင်းစားမိန်တဲ့သူတွေဆိုတဲ့သူတွေတွေ့ကတော့ပြောရင်းနဲ့တောင်တည်ကြအေးလားကလုံးကလန်းရတော့တိခံပြီးတော့နားထောင်ပြပါခင်ဗျာချက်မောင်ဟင်းတော်လေးထည့်ထည့်ပြီးတော့ငပိရေစမ်းပြီးရင်နဲရှယ်ဆွဲလုံးဝလိုက်ဖက်အင်းအဲကောင်းတာပုံကြောင် Không đẹp chưa? Nhìn nghe chuyện nó vật vào mê lụa sao ra bảo tắm mà mà đấy thế này à nó nên xử lý nó bị bị hà rồi

။ဘောမော်လမန်ကဒီစက်ပောင်ပြီးနေတာ။ကိုကြာလောက်တယ်ဟင်းနဲ့ချက်ပြတာ။ကျေးဇူးပါဘာကြောင့် ဒီချင်မောင်ဟင်းတော့တော်တော်ကောင်းတာနောက်ကြရင်ဖတ်စားကြည့်ပါဘုံပြောဆက်ကြရင်ရုပ်စုစိတ်မများလေးကခက်လိုက် ကျွန်တော်လိုမျိုးချင်မဆိုရင်ဘလာလာထမင်းစားမိန်နဲ့ဆိုတဲ့လူတွေအတွက်ကတော့ချင်မဟင်းတော်ကိုမဖြစ်မနေချက်ထားဖို့ကျွန်တော်ကတော့အကြံပေးပါတယ်။လုံးဝရှေ့ကောင်းထင်မိကွေပဲ။